From the hills of Shan to the Arabian shore, there's a voice that guides us. She's the one we all adore. When the skies turn gray and the monsoon's on its way, Sister Sam, you help us through each and every day. Oh, Susu Sam, -su you know just when it's coming. Rain or shine, you keep the farmers running. Your words of wisdom, they got us through the years. Susu -su we hold so dear. In the fields of Myanmar, where the paddy fields grow, farmers look to you because they trust you and they know when the weather changes. when Spare. With your gentle voice, we know that you truly. နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်ဧပြီလ15ရက်နေ့ညနေ4နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်တိမ်အထင်တင်မှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပါသည်မနက်ဖြန်နံနက်အထိခံမှန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာအနှံ့ပြားပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲနဲ့ရခိုင်ပြည်နယ်တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီ ရွာရဲရာနှုံးပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတလင်းသာရီတိုင်းဒေသကြီးချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ခြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်ရှင့်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းရိုးတွေနေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာမီနေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထီးခံမှန်းချက်တိမ်အတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုံးပြေဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထီးခံမှန်းချက်တိမ်အတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီ ရွာရံရာနှုံး80ဖြစ်ပါသည် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်ကရင်တင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံး80ဖြစ်ပါသည်မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက်မြန်မာနိုင်ငံအရရက်တွင်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်မုတ်တုံလေးမဝင်ရောက်မီကာလအတွင်းလေထုမငြိမ်မသက်မှုများကြောင့်၎င်း နေ့ပူချိန်များတဖြည်းဖြည်းမြင့်တက်လာရမှအပူပြန်တက်တိမ်များဖြစ်ထွန်း၍မွန်းလွဲညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်၎င်းလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနှင့်အတူထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတီးကြွေခြင်းနှင့် နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေသည်တနအီလရင်မိုင်၄၀မှမိုး၅၀အထိတိုက်ခတ်နိုင်ပါသည် တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်ဘက်တုံလေးမဝင်ရောက်မီကာလအတွင် ဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့်ပြည်တွင်းလေကြောင်းပြန်တန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါသည်ရှင်